အညူကြီးဆိုမျိုးနေမိတွေမှာကလေးနဲ့မျိုးသမီးတွေပေါ်အရမကျွလွန်သူတွေကိုအေးအေးယူမယ်လို့မြူသားညွညွရေးဆိုရအညူကြီးအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရဝန်ကြီးဌာနပြောင်စုဝန်ကြီးငေါ်စုဇနာလတ်လတ်ဆိုကအမိကိုပြောပါတယ်စစ်ပွဲပဋိပက္ခတွေရှိနေတဲ့ဒေသတွေမှာကလေးတငယ်မြူသမီးနဲ့ဒိန်စင်ခံယူမှုကွဲပြားသူတွေပေါ်လိမ်မိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့အကြမ်းဖက်ကျူးလွန်မှုတွေပိုတိုးဖြစ်လာနေပြီးကျူးလွန်သူတွေများစွာလည်းအပြစ်ပေးခံရမှုကနေလွတ်မြောက်နေတယ်လို့ မြို့သမီးလှူရှာမှုအဖွဲ့တွေက ထောက်ပြကြပါတယ်၂021ဖေဖော်ဝါရီကနေ2025မလအထိပြည်ပခအတွင်းလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ကျမချေပြူအကြမ်းဖက်မှုပေါင်း963မှုရှိခဲ့တယ်လို့မြို့သမီးများဖွဲ့ချုပ်မြန်မာနိုင်ငံ WMB ရဲ့အချက်အလက်ရသိရပါတယ်ဒီမှုတွေမှာအများစုကျူးလွန်သူတွေကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့အချို့မှုတွေမှာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မြို့သားညီညွတ်ရေးအစိုးရ UNG နဲ့တိုင်းနယ်လက်နက်ကိုင်အဖွဲ့ EIA ဖွဲ့ဝင်တွေကအမျက်ထိုးခဲ့တာလို့ဆိုပါတယ်။ဒီချင်းနေတွေနဲ့ပတ်သက်ပြီးမြူတန်ညွေဆိုရအနှူးကြီးရဲ့စိုးမှုနယ်မြေတွေမှာကလေးတငယ်နဲ့အမျိုးသမီးတွေပေါ်အာဓမ္မကျွလွန်ထားတဲ့စစ်သားတွေကိုရေးယူမယ်လို့ပြောင်စုဝင်ကြီးနော်ဆူဇန်နလာဆိုကအမေရိကန်တဆင့်အခုလိုထုတ်ပေါ်ပြောဆိုလာတာပါ။မျိုးစစ်ဖြစ်တဲ့အချိန်တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်ကတော့အခန့်ရဆုံးကတော့မျိုးသမီးတွေပဲသူတို့ကာကွယ်ပေးမဲ့အဲရန်တရားလည်းမရှိဘူးပေါ့နော် เนาะคลีတွေလည်းအဲ့လိုပဲအားနည်းတယ်လေเนาะဆိုတော့အဲကျမတို့ဒီเนาะဒီဥစားပေါ့เนาะဒါကျူးကျူးလွန်တဲ့လူကျူးလွန်မဲ့လူတွေလည်းကျမတည်င်းစကားပန်းချင်တာဒါနဲ့မပြီးပေါ့ကျမတို့စီမှာအာ transition နဲ့ justice လေတရားမျှတမှုအချိန်ဆိုတာလာမယ်အဲ့ခါကြာလို့ရှိရင်မတိလို့ เนาะဒီဥပဒေတွေကိုဟိုမတိလို့လုံလိုက်နေပါလေဆိုတာမရဘူးပေါ့เนาะဆိုတော့ကျမတို့အကုန်လုံးဟိုကိစ္စတွေလည်းအကုန်လုံးကျမတို့တော့ပြန်တက်ရှိရယ်เนาะဒီဟိုစာပေါ့ NUG စိုးမိုးတဲ့နေရာမှာတော့ကျမတို့ပြာဥပဒေကိုတော့ရအောင်ပေါ့เนาะမပြည့်စုံမှန်းတော့တည်ရယ်ဘာလဲဆိုတော့ကျမတို့စီမှာအချုပ်ခန်းတို့အချင်းခန်းတို့ကလည်းဒါတော်တော်လေး challenge ရှိတာ哦 မပြည့်စုံဒါမဲ့ရအောင်တော့ကျမတို့ဟိုအရေးယူပေးတယ်ပေါ့နော်နောက်ပြီးတော့ဒီစကားစဘက်ကကျူးလွန်တဲ့ဟာကြီးဆိုလဲအင်မတန်မှဆိုးတယ်နော်အဲဆိုးတယ်ပြီးခဲ့တဲ့နှစ်တုန်းကကျမ UN ကိုအဲ report တင်သွင်းတဲ့အခါမှာကျမရဲ့ report အဟုစာဒီအစီရင်ခံချက်တန်းမှာအမှတ်မိတာတော့အကြီးဆုံးအမျိုးသမီးတိ84နှစ်အငယ်ဆုံးကလေးလေးပေါ့နော်မတိတ်ချင်းခံရကလေးဒီ၄နှစ်ပေါ့ ဒါမဲ့အခုဒီနှစ်ထဲမှာပေါ့နော်2025မှာအရန်အရန်ကိုလူမဆန်တဲ့အဖြစ်ပြက်တွေအများကြီးဖြစ်ခဲ့တယ်။အဲ့မှာဆိုလို့ရှိရင်တရ3နှစ်အခွာနော်အဲ့လိုမျိုးအောက်ဆုလိုက်မတင်းကျင်ခါတာ။နောက်ပြီးတော့သူ့ရဲ့သမီးက63နှစ်။နော်ဆိုတော့ ဲ့လို case တွေကြားတဲ့အခါမှာကျမတို့ immediate မှာ one နဲ့ချိန်ခွဲရတယ်เนาะကျမတို့နိုင်ငံကเนาะလူကြီးတွေကိုဆိုလို့ရှိရင်လည်းပဲယူသေးတယ်တတ်မိုးထားတယ်ယတနာလိုမျိုးပေါ့เนาะကိုမိပါတယ်ဆိုဒါပေမဲ့အဲ့လိုမျိုးအဖြစ်ပြက်ခံစားနေရတဲ့ဟာတွေရပ်တင့်ပြီเนาะအဲ့ဒါကြောင့်မလို့ဒီလိုမျိုးဟိုစာပေါ့เนาะအယမ်းကိုလူမဆန်တဲ့ เนาะဒီလိုမျိုးဖက်စစ်ဝါဒထုတ်ငင်းပြီးတော့အာတရားဥပဒေစိုးမိုးတဲ့เนาะနောက်ပြီးတော့ကျမတို့လိုလားတဲ့ဖက်ဒရယ်ပြောင်းစုတစ်ကြီးကိုတိဆောက်ဖို့ဆိုတာကျမတို့ရဲ့တန်ထိတ်ထန်ပါပဲလို့စပွဲပရိပခါတွေရှိနေတဲ့ဒေသတွေကဒီလိုအမှုရာချီမှာနင့်နာသွားကြတဲ့မြို့သူမိနဲ့ကလေးတငယ်များစုဟာတရားမျှတမှုမရကြတဲ့အပြင်ချင်းချောက်မှုတွေပါကြုံနေကြရတယ်လို့မြို့သူမိရဲ့လှုပ်ရှားနေသူတွေကပြောပါဗျ။လိန်ကျန်းဖတ်မှုများစုကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကပြည်ပကဖြစ်ပေါ်တဲ့ဒေသတွေမှာကျူးလွန်ကြတာတွေ့ရပြီးအဲ့ဒီကျူးလွန်သူတွေကလုံးဝလွတ်မြောက်နေစေလို့ပကိုးနောက်ချမ်းဒေသခံမျိုးသမီးတို့က MB ကိုပြောပါဗျာ။ပြောချင်နေဆိုရင်တော့ဒီတော်ဟန်ရေးယူရတဲ့အမြင်ဆုံးပြီးချင်တဲ့ ပေးခြင်းနဲ့အလေရောက်ကိုဒီလက်နဲ့ကြိုင်နဲ့အဖွဲစည်းတွေအားလုံးလည်းပဲညီမျိုးစင်ခြင်းနဲ့အဒီအခါမှာညီမျိုးကိုဒီအားတွေဖြစ်လာမှာတော်လည်းပြီးမှအေးအေးယူဆောင်ရမယ်ဆိုတဲ့ဟာကိုမဖြစ်စေခြင်းဘူးဒီမှာလို့ကအကြီးရှိတယ်လို့အကြီးရှိတယ်လို့ထီရောက်စွာဒီတော်လည်းရရ မလို့ကစိတ်ကျလို့ပြောတာတော့မဟုတ်ဘူးဒါမဲ့ဒီချိန်ဘယ်ကလာမှမသိသေးမမသိတဲ့အချိန်မှာတီတူလူတူပါဟိုဘယ်လိုပြောမလဲလက်နဲ့ကြိုင်အဖွဲအစည်းမှန်နေအကုန်လုံးကြောက်ရလေအနေထားနှစ်ဖက်ပေါ်နော်တော်လိုင်းတက်ဖွဲလဲကြောက်ရလေစကားစပဲလဲကြောက်ရလေအနေထားမယ်ဒါဟာကြားလာရင်ကျောင်းကြီးအတွက်လေသူရင်စရာဖြစ်လာလေတီတူယုံကြည်မှုလေရောနေလာလေအဲ့ဒါကြောင့်မလို့ တကယ်အတိရှိတယ်လို့အတိရှိတယ်လို့ဒီတိတိကြကြလေးနဲ့အတိတိရောက်ရောက်နဲ့ဥပဒေရေးဆွဲပြီးတော့အမှန်ဆုံးအောင်တဲ့ပေါ်ပြီးအရေးယူပေးဖို့လေလိုအပ်ပါလိမ့်မယ်လို့ပြောချင်ပါလေဒါဒီမြမစစ်တပ်အနေနဲ့အမျိုးသမီးတွေပေါ်လေမဆိုင်ရာကြံဖတ်မှုကိုလက်နက်တပွဲအသုံးပြုနေတာကမြန်မာနိုင်ငံရဲ့ပြည်ပခါတခြား260တန်တိုင်းတိုင်းနာဒီသားတွေမှာရှိနေခဲ့ပြီးအာဏာသိမ်းပြီးနောက်ပိုင်းမန္တလေးနဲ့ စကိုင်းလူမျိုးပေါ်တွင်နေထောင်တွင်းလိမ်မိုင်းဆိုင်ရာကြံမှုတွေပိုဖြစ်လာတယ်လို့ကချင်မျိုးသမီးများစီယုံ ထိုင်းနိုင်ငံ KWD ဖွဲ့ကပြောပါတယ်။အန်ယူဂျီကသူတို့စုမှုနေရာတွေမှာကလေးတငယ်နဲ့အမျိုးသမီးတွေပေါ်အထမကျွလွန်တဲ့စစ်သားတွေကိုအေးအေးမဲ့ပေါ်ကြိုးစုတယ်လို့တကယ်တတိယလို့ဖို့လို့သေးတယ်လို့ကချင်မျိုးသမီးစီယုံ ထိုင်းနိုင်ငံ KWD ဖွဲ့ပြောရေးဆိုခွင့်ရှိသူစံထွေကပြောပါတယ်။ဒီအန်ယူဂျီအနေနဲ့လည်းဟို အဲသူတို့ရဲ့အုပ်ချုပ်နေမြေမှာဒါမျိုးတွေကျွလွန်လို့ရှိရင်လက်တွေ့အအပြစ်ပေးအရေးယူမှုတွေလောက်သွားမယ်ဆိုတဲ့ဟာကသူတို့အနေနဲ့အဒီကြားထဲမှာထုတ်ပြန်တဲ့အလုပ်ရက်ကတိတ်ကိုကောင်းတဲ့လုပ်ရက်လို့တော့ကျမတို့ကတော့ကြိုးဆိုရဲပေါ့နော်အာဒါပေမဲ့တကယ်လက်တွေ့အလှုပ်ဆောင်ဖို့လည်းအများကြီးလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကစစ်အနိထယုံအလွမ်းမိုးလာတဲ့ဟိုအတိအယံလွမ်းမိုးတဲ့ community ဖြစ်တယ်ပေါ့နော် ဆိုတော့ဒီအာများတော့အပစ္စည်းအနက်ထိုင်ရုံလို့ပြောတဲ့အချိန်မှာ အမျိုးသားတွေပို့ပြီးမှဟိုလွှမ်းမိုးတဲ့ society ဖြစ်တယ်ဆိုတော့ဒါကိုကျမတို့ကဒီလိင်ပိုင်းဆိုင်အကြံဖတ်မှုဖြစ်လာတဲ့အချိန်မှာများတော့အပြစ်အမျိုးသားတွေကအမျိုးသားဆိုတဲ့နေရာမှာတော့ကျမတို့စစ်တပ်မှာစစ်မှုထမ်းတဲ့အာဒါမဟုတ်လို့ရှင်လဲတောင်ရှိလူတွေကကျူးလွန်တဲ့ကိစ္စတွေကိုပို့ပြီးဖြစ်တာကိုကျမတို့သိရတယ်ဒါတွေကိုအရေးယူပြပေးဖို့ဆိုရင် အာတကယ်ပဲဒါကိုအာတတိယောက်လှုပ်ဆောင်ဖို့အတွက်လည်းအများကြီးလိုအပ်တယ်ပြောနေလို့ပဲမမရဘူးပေါ့နော်လွန်ခဲ့တဲ့အချိန်တွေလည်း NUG ရဲ့အာဝင်းကြီးဌာနကလူတွေကျွလွန်ကျဖောက်ခဲ့တာတွေရှိရဲဆိုတော့ဒါကိုလည်းအများကြီး civil society တွေကအများကြီးတုံးရတယ်အများကြီးပြောရတယ်ဟိုပေါ်ပေါ်တင်ပြောပြောရတယ်လို့အသေးအသွင်းအသွင်းထဲမှာရောတိုက်တွန်းနေရတဲ့အရာတွေအများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတွေ အာဟိုလူထုတိုက်တွန်းမှပဲဟိုအေးအေးယူတဲ့လုပ်ရက်တွေလုပ်ခဲ့တယ်ဆိုတော့ဟိုမတိုက်သုံးခင်တာကတကယ်ပဲဟိုစီရဇူဟိုပြောချင်တာရဇူမှုတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုလက်ခံရင်းနဲ့လက်တွေ့မှာဒါကိုတတိယအေးအေးယူအာအဖြစ်ပေးတဲ့ဟာမျိုးလုံးလုံးမှပဲပေါ့နော် အာပို့ပြီးမှဒီသူတို့ပြောတဲ့ statement ကပို့ပြီးမှအသက်ဝင်မယ်လို့ကျမတို့ကအဲ့လိုမျိုးပြောချင်ပါတယ်လို့ရှေးစုက အတ္တမအာနာသိမ့်ထားတဲ့ကာလတစ်လျှောက်လုံးနဲ့အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပေါ်မှာလိမ်မိုင်းဆိုင်ရာကြံဖတ်မှုတွေကိုလက်နှစ်ဖြင့်အသုံးပြုခဲ့ပြီးအငယ်ရွယ်ဆုံးအသက်၄နှစ်သမီးနဲ့အရွယ်ကြီးဆုံး84နှစ်အမေတို့ပါဝင်တယ်လို့ဒီနှစ်2025ခုနှစ်မှာတော့အသက်103နှစ်အဖွားဦးပါဝင်တယ်လို့ဝန်ကြီးတော်စုစန္နာလတ်လာစုကပြောပါတယ်မြန်မာနိုင်ငံကိုဆက်အာနာသိမ့်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်မေလအထိစစ်အုပ်စုကျူးလွန်ခဲ့တဲ့ ပရိပကဆက်နယ်လိမ်ပိုင်းဆိုင်ရာကြံပုံဖြစ်စဉ်ပေါင်း900ကြော်တိရှိခဲ့တယ်လို့ WMB ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။တရုတ်ရုရှားနဲ့နိုင်ငံချို့ရဲ့ကြော်တော်နောက်ခံပြုမှုကလည်းစီးလစုအတွက်လူခွင့်ရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေကိုပုံမလုံနိုင်အောင်တွန်းအားပေးလာစေတာကြောင့်နိုင်ငံတကာအနေနဲ့ထိရောက်တဲ့အရေးယူမှုတွေပုံမလုံဆောင်ပေးဖို့အမျိုးသမီးအဖွဲ့တွေကတိုက်တွန်းထားကြပါဗျ။